အဲ့ဒါရောက်နေတော့ဘာပြောလဲဆိုရင်ကလေးတွေက ပူဇာလို့ပါတဲ့အဲ့ဒါကြီးရောက်နေတော့လိုင်းတော်တော်များကို24နိုင်စလုံးဖမ်းနိုင်တော့အိမ်မှာရှိတဲ့ကလေးတော်တော်များအဲ့ဒီရှိမှာပဲထိုင်နေကြတော့တာနော်ဒီနေ့ကို9နာရီ6နာရီအဲ့ဒါလိုအချိန်ကုန်တာဒီကြားထဲမှာကလေးတွေကအကြောင်းပြတာ လူကြီးတွေလည်းအဲ့ဒီရှိမထိုင်ဘူးလားဆိုတော့ထိုင်ကြတာပါပဲ တရားအထုတ်ဖို့တော့အချိန်မရဘူးပြောကြတယ်နော်ဒယ်လီဗေးရှင်းရှိမှာ2နာရီ3နာရီ4နာရီတညနေလုံးတနေ့ကုန်ထိုင်ကြတာပဲအင်မတန်အဖိုးတန်တဲ့အချိန်တွေကိုအပေါ်စားဖြော်ပြီးမှုတွေနဲ့ဖြုံးပစ်လိုက်တာပဲဘဝဆိုတာအင်မတန်တန်ဖိုးရှိတယ်ဘဝဆိုတာအချိန်ကိုခေါ်တာပါအချိန်မှမရှိရင်ဘဝမရှိဘူးနော် အရာတိုင်းအတွက်ကိုဘဝနဲ့ပေးနေရတာစာအုပ်ကလေးတို့ကိုထိုင်ပြီးတော့ဖတ်လိုက်တာတဏှာကြီးကြားတယ်ဆိုရင်အဲ့ဒီစာအုပ်လေးဖတ်ဖို့အတွက် ကိုဘဝကိုတဏှာကြီးပေးလိုက်ရတာပဲနေတဝက်ကြားတယ်ဆိုရင်ကိုဘဝနေတဝက်ပေးလိုက်ရတာပဲတဏှီကုံထိုင်ဖတ်တယ်ဆိုရင်ကိုဘဝတဏှီကုံပေးလိုက်ရတာပဲတရက်တာကိုဘဝကိုပေးလိုက်ရတာပဲဘဝကိုဘာနဲ့တန်ဖိုးဖြတ်တယ်လဲဘာနဲ့မှ တံမိုးဖြတ်လို့မရဘူးနော်ဒီအချိန်တွေကိုတံမိုးရှိအသုံးချမယ်ဆိုရင်အလွန်ထူးခြားတဲ့အသိဉာဏ်ကိုရနိုင်တာပဲအဲ့ဒီအသိဉာဏ်ကိုတံမိုးဖြတ်လို့မရဘူးအဲ့လိုတံမိုးရှိတဲ့အချိန်တွေကို ဖြုံးတဲ့လူတွေဟာဒီလို အဖော်နဲ့နေတဲ့လူဟာကြားတဲ့အခါမှာ သူအဖော်လုံးနေတဲ့အာယုန်တွေမရှိတဲ့အခါမနေတတ်မထိန်တတ်တော့ဘူးသူစိတ်ကိုပြင်ပကလုံစော်ပေးနေတဲ့အာယုံတစ်ခုခုရှိနေမှနေသနာရှိတယ်။အဲ့ဒီအာယုံမရှိတဲ့အခါ တရားအုပ်ထဲဖြစ်တော့တာနဲ့ဒီပြင်းနဲ့မီးမသားဖြစ်သွားတော့တာပဲပြင်ပအာယုံပေါ်မှာမိခုမှုများလေလေအဲ့ဒီလူဟာအဲ့ဒီပေါ်မှာရှိတဲ့ခါမှာမနေတတ်မထိန်တတ်ဖြစ်တော့တာအဲ့ဒီမိခုမှုဖြစ်တဲ့လူဟာမလွတ်လပ်တော့ဘူးဒီလူဟာမလွတ်တော့မလွတ်တတ်ဘူးလို့ပြောရမှာပဲအာယုံဒီများများပေါ်မှာမိခိုးလေလေဒီလူရဲ့စိတ်ဟာလွတ်လပ်မှုမရှိလေပဲဒီအာယုံတွေကို နေ့စဉ်ကြည့်ရှုနားထောင်နေတော့မတိမတာဒီအာယုန်တွေဟာကိုယ့်ရဲ့စိတ်နေသဘောထားနဲ့အတိညာတွေးခေါ်တွေကိုလွှမ်းမိုးတယ်။အဲ့ဒါအင်မတန်ကြောက်စရာကောင်းတယ်။ကလေးတွေဟာဗီဒီယိုတွေတယ်လီဗီရှင်းတွေကိုအချိန်များများကြည့်ရင်မတိမတာစိတ်ဆင်ပြီးသူတို့ရဲ့ကောင်းတဲ့ကိုကြောက်တော့တာ။ဒီထက်မှလုံးနေတာတွေဟာကောင်းတယ်လို့သူတို့ကယူဆတော့တာ။ဒီထက်မှရှိနေတာတွေကိုကောင်းတယ်လို့သူတို့ထင်တယ်။အဲ့ဒီလိုနေနိုင်ထိုင်နိုင်မှလည်း ကိုဘွားအစင်တန်းမြင့်တယ်တမှုရှိတယ်လို့ယူဆတာပဲအဲ့ဒီထဲကတယ်လီဗီရှင်းထဲကဗီဒီယိုထဲကအတိုင်းမနေနိုင်ရင်ငါတို့ဘွားအတိတ်ပဲမရှိဘူးလို့တွေးတော့တာပဲအဲ့တော့သူ့ဘွားမှာသူတန်ဖိုးထားမှုဟာတယ်လီဗီရှင်းတွေဗီဒီယိုတွေကြောင့်ပြောင်းသွားတယ်သူ့ရဲ့ value ပြောင်းသွားတယ်ဒီတယ်လီဗီရှင်းမှာ ပြနေတဲ့အစီအစဉ်တွေမှာ program တွေမှာ ျမ်းတတ်တဲ့အမှုရာတွေလုပ်ပြမယ်။ဒုမုံကြီးလည်းပဲတခြားလူကြိတ်များတဲ့အပျော်အပါးနဲ့ပတ်သက်တဲ့ဇလန်းတွေကိုလုပ်ပြမယ်။လူတွေရဲ့လောဘကိုတိတိကျကျငမားခြင်းနဲ့ဆွဲပြီးချိတ်ယူတာ။လောဘရှိတဲ့လူကိုလောဘနဲ့မြှားတော့တာ။မိမိမှာ လောဘကရှိနေတော့လောဘရှိတဲ့လူဟာလောဘနောက်ပါသွားတော့တာပဲ။ပထမတော့ခဏပါ။အပြင်းပြေပါ။ကြာတော့ဆွဲကိုဆွဲသွားတော့တာပဲ။အဲ့လိုဖြစ်သွားရင် ို့ဘဝတစ်ခုလုံးဟာပေါ့ပေါ့တန်တန်ဖြစ်သွားပြီအင်မတန်နှမောနှမျောเสียဖြစ်တယ်နော်ဒီချက်ကိုသဘောပေါက်စေခြင်းနဲ့စဉ်းစားစေခြင်းနဲ့ဒါကနည်းနည်းပဲရှိသေးတာဒီရှိလျှောက်ပို့ဆိုးလာတော့မှပြင်ပကိုအဲ့ဒါလိုများများမိခိုးပြီးအာယုံပြုတ်ပြီးနေတဲ့လူဟာအတွင်းကိုအာယုံပြုတ်မိဖို့ဟာအင်မတန်ခဲရင်သွားပြီပြင်ပမှာတွေ့မြင်ရတဲ့အာယုံတွေကထူးထူးဆန်းဆန်းတွေ့ အပြောင်းအလဲတွေလည်းအများကြီးလုပ်ပြနေတာအတွင်းကိုပြန်ပြီးအာယုံပြုတ်ပြင်ရင်ဥပမာတရားအထုတ်တယ်လူဆိုပါတော့အာနာပါနာအထုတ်တယ်ဆိုပါတော့ဒီမင်းခွေဖြစ်ဖြစ်တခြားတက်တာတဲ့နီးနေပဲဖြစ်ဖြစ်ထိုင်လိုက်ပြီးတော့မျက်လာလေးချပြီးအသက်ရှူတာလေးကိုသတိကပြီးနေမယ်ဝင်လာတဲ့လေကိုအစကနေအဆုံးထိသိနေမယ်ထွက်သွားတဲ့လေကိုအစကနေအဆုံးထိသိနေမယ်ဝင်လာတဲ့လေကတူတူပြီး ပုပီးဝင်လာတာကိုသိနေတယ်အဲ့ဒီလိုတိုးထိပြီးပုပီးဝင်လာတာကိုသိနေတယ်ထွက်သွားတဲ့လေကလည်းတိုးတယ်ထိတယ်ပုပြီးတော့သွားတယ်အင်မတန်နှူးညံ့တယ်အဲ့ဒီအင်မတန်နှူးညံ့နှူးညံ့တာလေးကိုသိလာအောင်အင်မတန်အာယုံစိုက်ပြီးမှရတာဝင်လာတဲ့လေကနည်းနည်းလေးအေးတယ်ထွက်သွားတဲ့လေကနည်းနည်းလေးနှူးရတယ်သူကအဲ့ဒီချားနာမှုဟာအင်မတန်တင်မွေ့တယ်တင်မွေ့တဲ့အာယုံဆိုတော့ တော်တော်ကိုသတိလေးကပ်နိုင်မှဝင်လာတဲ့လေလေးနာဒီဝမှာအေးတဲ့သဘောထွက်သွားတဲ့လေရဲ့နှွေးတဲ့သဘောဒီသဘောနှစ်ခုလုံးကိုသိတယ်ဒီလိုတရားအထုတ်နိုင်ဖို့ဆိုတာစိတ်အားတော်တော်စိုက်ယူရတယ်နော်တော်တော်ကိုစိတ်ကိုစူးစီးပြီးတနည်းအားမှာအားဆိုင်ပြီးပြရတာနော်ဒီလိုတရားအထုတ်တဲ့သဘောနဲ့အပြင်းပြေဖြောပြေမှုဖြစ်တဲ့ တယ်လီဗီရှင်းတွေဗီဒီယိုတွေကိုကြည့်ရတဲ့အခါမှာကျောင်းရတဲ့တဘာဝဟာတဘာဝချင်းမတူဘူးဟိုတယ်လီဗီရှင်းဆိုတာကသူကလှုပ်ပြတာကိုကိုကအသားလေးထိုင်ပြီးမျိုးလုံးလေးဖြန့်ထားရုံပဲ passive ဖြစ်တယ်နော်ကိုကအားစိုက်ပြီးလုပ်ရတာမပါဘူးသူကလှုပ်ပြနေတာကိုကသိအာရုံစိုက်ဖို့မလိုဘူးသူကကြမ်းကြမ်းတမ်းလှုပ်ပြတာဆိုတော့အာရုံကစိတ်ထက်ကိုအလိုလိုဝင်လာတာပဲ တရားအထုတ်တဲ့အာယုံကတိမ်မွေ့တယ်အဲ့ဒီပြင်ပအပြောပအာယုံတွေကကျန်းတန်းတယ်ကျန်းတန်းတဲ့အာယုံကိုယူဖို့ရစိတ်ကလွယ်တယ်တိမ်မွေ့တဲ့အာယုံကိုယူဖို့ကြတော့ခက်ခဲတယ်လူဟာအသားလေးနောက်မိကလထိုင်းနဲ့ထိုင်ပြီးတော့အပြင်းပြေရှိကလုတ်ပြတာကိုကြည့်နေတော့အဲ့ဒီအကျင့်ကပါသွားတော့ နည်းနည်းအားစိုက်ပြီးတော့လုံလဝရိယကြီးကြီးနဲ့လောက်ရတဲ့အလုပ်ကိုမလုပ်နိုင်တော့ဘူးမလုပ်ချင်တော့ဘူးတဘာဝချင်းကကွာသွားတာ ਉ အဲ့ဒီလိုလူဟာသူတရားတွားထိုင်လိုက်ရင်ခဏလေးတောင်းမနေတော့ဘူးအာယုံကိုရှာလို့မရတော့ဘူးအင်းမင်းအင်မတန်တံဝေကကြီးကြီးနဲ့တရားတရားကောင်းကောင်းနဲ့လုပ်မယ်ဆိုရင်တော့တဖြည်းဖြည်းနဲ့ရနိုင်ပါတယ်သို့တော့လုပ်ပြဖို့ခဲရင်သွားတယ်အဲ့ဒါပြောတာဟိုဘက်ကိုပါသွားရင်ဒီဘက်က ော်တော်ခင်းသွားပြီနောက်နိုင်ငံမှာလူတွေကတယ်လီဗီရှင်းကိုဒီနေ့ဘယ်လောက်ကြည့်လဲဆိုရင် research လို့ကြည့်တော့ပြားမြကြီးဒီနေ့ကို6နာရီကြည့်တယ်တည်တည်ချာချာစဉ်းစားကြည့်စမ်းပါဒီနေ့ကို24နာရီမှာ6နာရီဆိုတော့၄ဘုံတစ်ဘုံကိုပြေးလိုက်ရပြီဒီနေ့တဲ့စာပေတွေဘာတွေဖတ်ပြရအချိန်သိမ့်မရတော့ဘူးမိသားစုနဲ့အေးဆေးထိုင်ပြီးတော့သူ့စိတ်ထဲမှာဘယ်လိုခံစားနေရတယ်သူ့တဘောကဘယ်လိုရှိတယ်ကိုယ့်တဘောထားကဘယ်လိုရှိတယ် အသည့်အမြင်ချင်းဖလဲဖို့ရလဲအချိန်မရတော့ဘူးတချို့ဆိုရင်စားတာတောက်တာတောင်အဲ့ဒီတယ်လီဗီရှင်းရှေ့မှာပဲထိန်စားကြတယ်ကာမဂုဏ်အာယုံကိုဘယ်လောက်တောင်လိုချင်တယ်လဲဆိုရင်မျက်စိကလည်းကြည့်ကျင်တယ်တချိန်ထဲမှာနားကလည်းအဲ့ဒီကအတန်းကလည်းထွက်နေတာထွက်နေတော့နားထောင်နေတယ်အာယုံကမျက်စိရောနားရောနှစ်ခုစလုံးရနေပြီဒီထဲမှာ လက်ထက်မှာစားစရာအကင်ထားပြီးစားကြတယ်တပြိုင်တည်းမှာအများကြီးခံစားကြတယ်ဒီကာမဂုဏ်အာရုံတွေကိုအဲ့ဒါလိုအင်မတန်ဆွဲသွားတတ်တယ်နော်အဲ့ဒါလိုပြင်ပကိုမိခုမှုများခြင်းကြောင့်အတွဲမှာလွတ်လပ်မှုမရှိတော့ဘူးအင်မတန်နည်းနည်းတဲ့မိမိခန္ဓာ၅ပါးနဲ့ပတ်သက်တဲ့မိမိစိတ်နဲ့ပတ်သက်တဲ့လေးနဲ့တဲ့အသိဉာဏ်တွေရဖို့ရလမ်းပိတ်သွားပြီအသိဉာဏ်အတွေးခေါ်ကအစအားလုံးဟာအပေါ်ယံရှက်သွားပြီ အဲ့လိုဟာတွေကတခြားတခြားနိုင်ငံတွေမှာတော်တော်ပဲဖြစ်နေပြီအဲ့လိုဖြစ်လို့အခုခေတ်မှာလူငယ်တွေကတော်တော်များပျက်စီးကြတယ်လောကဒဏ်တရားနဲ့တွေ့တဲ့အခါမှာသူတို့ခံနိုင်ရင်မရှိကြတော့ဘူးဘဝကိုပျော်ပျော်နဲ့ခပ်ပပနေချင်တာပျော်ပျော်နဲ့ခပ်ပပနေချင်တော့သူတို့မှာလေးနဲ့တဲ့စိတ်ဓာတ်လေးနဲ့တဲ့အသိဉာဏ်ဖြစ်ပေါ်မလာတော့ဘူးတကယ်တကယ်လောကဒဏ်တရားနဲ့တွေ့တဲ့အခါမှာခံနိုင်ရင်မရှိတော့ဘူးဖြက်လန်းနည်းနဲ့အပြေရှာချင်းကြတယ်ဘာလို့ချင်းကြလဲဆိုတော့ ရက်တော့တယ်မွေးစွားတွေတုံးဆွဲကြတယ်စိတ်ဆင်းရဲလိုက်အဲ့ဒီနီလန်းတွေနဲ့အပြေရှားကြတယ်ဘဝဟာပိုးပြီးနေမွန်သွားတယ်ဒါကြောင့်ပြင်ပကိုအဖို့မရှာဘဲနဲ့မိမိရဲ့အတွင်းစိတ်မှာပဲအားကိုးလောက်တဲ့ခိုင်မာရင်းကျက်တဲ့စိတ်ဓာတ်နဲ့အသိဉာဏ်ရအောင်ကြိုးစားထားမှတော်ကကြမယ်သိတဲ့လူတွေကကြိုးစားထားပြီးမသိသေးတဲ့လူတွေကို အားပေးဖို့နှီးပေးဖို့လိုပါတယ်ခုနပြောသလိုပဲတချို့လူတွေကအားပေးမဲ့သူနှီးပေးမဲ့သူ တိုက်တွန်းမဲ့သူမရှိသေးလို့သာဘလို့မှမသိတာနဲ့မလွတ်ပြစ်ကြဘူးတချို့ကြတော့လည်းပဲဒါကပထမအရွယ်မှာဒါမလို့ရဘူးပထမအရွယ်မှာပညာရှာဒုတိယအရွယ်မှာဥစ္စာရှာတတိယအရွယ်ကြမှာပဲတရားရှာမှာပေါ့ငယ်ရွယ်နဲ့ဒါတွေလုပ်တာမကောင်းဘူးဒီလိုပြောတဲ့လူတွေကိုတယောက်မကဘူးအများကြီးပဲကြားဘူးတဲ့ငယ်ငယ်လေးရှိသေးတယ်တဲ့ဘာလို့တရားတွေအားထုတ်နေရတာတော့ တရားတွေအထုတ်ရင်တော့ကြလောကကြီးကိုညှိငွေသွားပြီးစီးပွားရေးကြီးပွားရေးတွေပါထိခိုက်ပျက်စီးကုန်လိမ့်မယ်တဲ့အဲဒါလို့ပြောကြတာနော်ကြားရတာတော်တော်စိတ်မချမ်းသာစရာကောင်းတာပဲသူတို့မသိလို့ပြောကြတာပါနော်အဲဒါလို့ပြောကြတဲ့လူတွေရဲ့စကားကိုတကယ်နားထောင်တဲ့လူတွေကလည်းရှိတာပဲဘယ်လောက်ရှိလဲဆိုတာတော့မပြောတတ်ဘူးရှိတာတော့သိတယ်တချို့ကဆိုရင်ဘယ်လိုတောင်ပြောလဲဆိုရင်တရားမထုတ်နဲ့ယူတတ်တယ်တဲ့ အဲ့လိုလဲပြောလူတွေရှိတယ်တချို့ကြတော့လဲတရားအထုတ်တာ မကောင်းဘူးတဲ့တရားအထုတ်ရင်သူကအပြစ်ကိုကြည့်ရတာလောကကြီးမှာကြီးပွားဖို့ဆိုတာကအပြစ်ကိုကြည့်ရတယ်အပြစ်ကိုကြည့်ရင်လောကမှာမကြီးပွားတော့ဘူးအပြစ်ကိုအာရုံပြုရင်စိတ်ဓာတ်တွေကြကုန်မယ်တဲ့ depress ဖြစ်သွားလိမ့်မယ်တဲ့အဲ့ဒါလိုအတွေးနဲ့အထင်နဲ့ပြောကြတယ်နော်အဲ့ဒါလိုပြောကြတဲ့စကားတွေကို ကြားတဲ့လူချို့ကတော့ယုံမှာပဲယုံရင်တော့အကြီးအကျယ်နဲ့နှံ့သွားပြီအဲ့လိုပြောတဲ့လူတွေဟာဓမ္မန္တရဖြစ်နေပြီအင်မတန်အန္တရကြီးတဲ့ဇာတ်တွေပါဒီလိုဇာတ်မျိုးကိုမပြောမိဘူးမပြောပြဖို့အတော်တတိထားရမယ်ပြောတဲ့သူရှိရင်လည်းသူ့ကိုစိတ်မဆိုးပဲနဲ့အေးအေးဆေးဆေးပြန်ပြီးရှင်းပြရမယ်အဲ့လိုမဟုတ်ဘူးတရားထုတ်ရင်စိတ်အေးချမ်းကြည်လင်လာတယ် သိဉာဏ်တွေတန်ရှင်းလာတယ်မလုတ်တင်တာတွေမလုတ်ပြစ်ဘူးအမှားရင်းအင်တာနဲသွားတယ်ဆိုရင်ပဲစိတ်ချမ်းသာကိုချမ်းသာတယ်အဲ့တော့လူတွေမှာစိတ်စင်းမှုဖြစ်ရတာတွေဟာအမှားရင်းကြောင့်ပါကို့အမှားရဲ့တန်ချက်ကို ပြန်ခံရတာပါသူများမှားလို့ကို့မှာခံရတာလဲရှိတော့ရှိပါတယ်ဒါပေမဲ့ကို့မှားလို့ကို့ခံရတာကပိုဆိုးပါတယ် တရားအားထုတ်တဲ့အခါမှာအင်မတန်ကြည်လင်လာတဲ့အခါမှာဘယ်စကားကပြောတင်တယ်ဘယ်စကားကတော့မပြောတင်ဘူးဘယ်ကိစ္စကလှုပ်တင်တယ်ဘယ်ကိစ္စကမလှုပ်တင်ဘူးဒါတွေမကဘူးဘယ်ဝစ္စကဝတ်တင်တယ်ဘယ်ဝစ္စကမဝတ်တင်ဘူးဆိုတာတွေကစဘယ်အစစာကိုစားတင်တယ်ဘယ်လိုအစစာမျိုးကိုမစားတင်ဘူးဆိုတာတွေဒါတွေကိုပါတိလာတယ်ကိုယ်စိတ်ကိုပြန်ကြည့်တတ်လာတဲ့လူဆိုရင် စိတ်ထဲမှာဖြစ်ပေါ်နေတဲ့အတွေ့အကြုံကိုကြည့်ပြီးတော့ဒဲတွေ့ကတော့လောဘပဲဘဲတွေ့ကတော့ဒေါသပဲဒီတွေ့ကတော့မာနပဲဒါကတော့အိတ်တမစ္ဆရာပဲလို့ပိုင်ပိုင်ချာချာသိလာတယ်သူတို့ကိုမြင်လာရင်သူတို့ရဲ့လွှမ်းမမှုနောက်ကိုပါမသွားဘူးပါမသွားတာကလွတ်လပ်မှုတစ်မျိုးပဲအဲ့တော့ကိုယ့်ကိုယ်ကိုလွတ်လပ်တဲ့သူဖြစ်ချင်းဒီလိုသိနေဖို့လိုတယ် အဲ့လိုသိနေတဲ့လူဟာလောဘနဲ့ဆုံးဖြတ်ပြီးမလုပ်ဘူးလောဘရဲ့ဆွဲအားလောဘရဲ့လှည့်စားမှုနဲ့မလုပ်တင်တာကို မလုပ်ဖြစ်ဘူးဒေါသရဲ့တွန်းအားဒေါသရဲ့ဖြစ်စည်းခြင်းနဲ့သဘောနောက်လိုက်ပြီးတော့ဖြစ်စည်းခြင်းတာကိုမလုပ်ဖြစ်ဘူးမာနရဲ့လှုံ့ဆော်မှုကြောင့်ငါမှငါဆိုတဲ့သူတစ်ပါးကိုမထီမဲ့မြင်ပြောတာတို့နှိမ်တာတို့မလုပ်တော့ဘူးအိတ်တာမစ္စရိယကြောင့်မနာလိုလို့သူတစ်ပါးကြီးပွားတာကိုတည့်ရိုက်ဖြစ်စေတွဲတဲ့နီးနဲ့ဖြစ်စေ ပျက်စီးအောင်မလုတ်ပြစ်တော့ဘူးမလုတ်ပြစ်တဲ့အတွက်စိတ်ချမ်းသာမှုရတယ်သူအဲ့ဒါလိုနေလိုက်တဲ့အတွက်ကြောင့်ကြာလာရင်ပဝန်းကျင်ကလူတွေဟာသူ့ကိုသိလာတယ်ဒီလူဟာတော်တော်အေးအေးချမ်းချမ်းစီကန့်ရှိရှိနေတဲ့သူအေးအေးချမ်းချမ်းလုတ်တဲ့သူမဟုတ်တာမှမှန်တာမလုတ်ဘူးစဉ်စဉ်ဆက်စားလုတ်တဲ့သူဆိုပြီးတော့သူ့ပုံမှာပိုးပြီးချစ်ခင်လာတယ်ကြီးညိုလာတယ်လေးစားလာတယ်အားကိုးမှုရလာတယ်အဲ့တော့ပဝန်းကျင်ရဲ့ချစ်ခင်မှုကြီးညိုမှုလေးစားမှုကို အားကိုးမှုရလာတယ်ဆိုရင်ပဲဘလောက်အကျိုးများပြီလေလူဆိုတာကိုယ့်ကိုယ်ကိုယ်လည်းယုံကြည်မှုလေးစားမှုရှိဖို့လိုတယ်နော်ဘဝဝင်ကျင်ကလည်းကိုယ့်ပေါ်မှာယုံကြည်မှုလေးစားမှုရှိအောင်နေသင့်တယ်အဲဒီလိုနေနေတဲ့လူဟာစိတ်လည်းပူပြီးချမ်းသာတယ်ကိုယ့်အကူထင်အားလုပ်ပြီးတော့ဘဝဝင်ကျင်ကကိုယ့်ပေါ်လေးစားမှုမရှိတဲ့အခါမှာဘဝဝင်ကျင်ကိုပြန်ပြီးရန်လိုတဲ့စိတ်ဖြစ်တတ်တယ် အဲ့လိုစိတ်ဖြစ်တဲ့လူကအင်မတန်စိတ်ပင်ပန်းတယ်ကိုဘွားမှာစိတ်ကျင်နှံ့မှုရနိုင်မှုဆိုတာကိုပတ်ဝန်းကျင်အကျိုးစီးပွားကိုအထက်လျောက်လုပ်နိုင်မှလဲပို့ပြီးတော့ကြီးပွားနိုင်တယ်ပို့ပြီးတော့ကျင်နှံ့မှုရနိုင်တယ်လူဟာတကိုယ်နဲ့နေတဲ့တ ত্ত্ব ဟာမဟုတ်ဘူးလူဟာအတိုင်းဝင်းနဲ့နေလာတဲ့လူဖြစ်တယ်အတိုင်းဝင်းနဲ့နေခဲ့လို့လဲလူရင်ကျင်းမှုဆိုတာဖြစ်လာတယ်ဘာသာတရားဆိုတာဖြစ်လာတယ်တခြားလဲအတတ်ပညာအမျိုးမျိုးဆိုတာ စူပေါင်းပြီးနေလို့သာဖြစ်လာရတာတယောက်တည်း क्वे ပြီးတော့နေမယ်ဆိုရင်ဒီအတက်ပညာဆိုတာတွေကဖြစ်မလာဘူးယဉ်ကျေးမှုဆိုတာဖြစ်မလာနိုင်ဘူးဘာသာတရားဆိုတာဖြစ်မလာနိုင်ဘူးဒါကြောင့်မိမိနေတဲ့အတိုင်းဝိုင်းမှာ သူတို့ကကိုယ့်အတွက်တမင်တကာအကြောင်းကြဆက်ပြီးလုံမပေးနိုင်တော့မှ သူတို့ရှိနေခြင်းကြောင့်ကိုယ့်ဘဝမှာတမျိုးတော့အတိတ်ပဲရှိတယ်လင်းနေမှုရှိတယ်တမျိုးတန်မှုရှိတယ်ဒါကို ကျေးဇူးဆက်တဲ့အနေနဲ့ဘယ်သူဘယ်ဝါလို့ပုဂ္ဂိုလ်အဖြစ်မယူရပဲတတ်နိုင်သမျှအများအကျိုးရှိတဲ့အလုပ်ကိုလုပ်သင့်တယ်အများအကျိုးရှိတဲ့အလုပ်ကိုလုပ်နိုင်တာကိုကကိုယ်စိတ်ဓာတ်ကိုပိုးပြီးအားရှိစေတယ်ငါဟာအများအကျိုးရှိတဲ့အလုပ်ကိုလုပ်နိုင်တယ်ကိုယ်အကျိုးရှိတဲ့အလုပ်ကိုလည်းလုပ်နိုင်တယ်ကိုယ်အကျိုးကိုလုပ်နိုင်တာလည်းအားရှိတာပဲအဲ့ဒီလိုလုပ်နေတဲ့လူဟာစိတ်ထဲမှာစွမ်းအားတတ္တိရှိလာတယ် တရားထုတ်ရင်စိတ်တက်အင်အားတွေလည်းအများကြီးတက်လာတယ်။တပည့်တယောက်ကသူရေးတဲ့စာထဲမှာဘယ်လိုပြောလဲဆိုရင် When I'm mindful I'm confident တဲ့သူတတိရှိနေတဲ့အခါမှာသူ့ကိုယ်သူယုံကြည်မှုရှိနေတယ်တဲ့အခုအဲ့ဒီတပည့်လေးဟာသူအင်းနီနာချင်း၄၅၆လောက်ကိုစူးပြီးသူကတရားထုတ်တဲ့နေ့ကိုပြီးတယ် သူဟာတရားပြဆရာမဟုတ်ဘူးကမ္မထာနာစရိယမဟုတ်ဘူးသူကိုယ်သူကမ္မထာနာစရိယအဖြစ်နာမည်ကုံဖော်ပြီးလုပ်နေတာလည်းမဟုတ်ဘူးသူဟာသူတရားထုတ်ပြီးနေတယ်စက်မိတဲ့ကသူမိတ်ဆွေတွေတရားကြောင်ဆွေးနွေးပြောဆိုပြီးနေတယ်အဲ့ဒါလို့ဆွေးနွေးရင်းနဲ့ပဲစိတ်ဝင်စားတဲ့မိတ်ဆွေအချို့ကစူးပြီးတော့တရားထုတ်ချင်ပါတယ် သူတို့မှဟိတတခုကိုသွားဖို့ဆိုတာလဲတိတ်အဆင်မပြေပဲကိုဒါကြောင့်သူ့ကိုပဲ တရားထုတ်တဲ့နေရာမှာအတူတူတရားလာအထုတ်ဖို့တည်တလောက်မှတ်တလောက်ပြောပြဖို့တောင်းဆိုတာနဲ့၄၅၆လောက်ဘေးကအိမ်တိမ်မှာစူပြီးတရားထိုင်ကြတယ်တဲ့အဲ့ဒါလို့စာလေးဖတ်ရတော့လေဝန်တားလိုက်တယ်သဘောကျလိုက်တယ်နော်လူတွေမှာအားငယ်စိတ်ကြောက်စိတ်ဆိုတာလူတိုင်းမှာအနေနဲ့အများရှိတယ်နော်ဆိုရင်တောကဆိုတာလေလူတိုင်းမှာအနေနဲ့အများရှိတယ်အဲ့ဒီအားငယ်တာကြောက်တာဆိုရင်တာတွေဟာဒီနည်းနည်းနဲ့ သူ့ကိုငင်းချောင်းမလုပ်လို့ရှိရင်လူရဲ့စိတ်ဓာတ်အင်အားတွေကိုကုံဆုံးသွားစေတယ်။အဲဒီလူကအမြဲတမ်းလိုလိုပဲစိတ်ကြည်လင်မှုမရှိဘူး။တခုခုခက်ခဲနဲ့နေတဲ့အလုပ်ကိုလုပ်ရတော့မှဆိုရင်သူ့မှာအားစိတ်ဖို့ရအင်အားကမရှိဘူး။အဲ့တော့အဲ့ဒီအားငယ်စိတ်ကြောက်စိတ်တွေကိုတက်တာဖို့ဆိုတာလည်းပဲဒီတရားအထုံးမှရနိုင်တယ်။ ရုပ်ဆော့ဆုံးဒီအသက်ရှူတာလေးမှာစိတ်ကိုကတ်ထားလို့ခဏလေးညင်သွားတယ်ဆိုရင်ပဲစိတ်ကလေးကအေးချမ်းလာတယ်ငင်းချမ်းလာတယ်အဲ့ဒီချိန်မှာ အားပြန်ပြည့်လာတယ်အဲ့ဒီလိုအားထုတ်တာကိုအနောက်နိုင်ငံသားတွေက recharging လို့သုံးထားတာတွေ့ဘူးတယ်ဒီ recharging ဆိုတဲ့စကားလုံးကိုဘယ်လိုနေရာမှာကြားဘူးလဲဘက်ထရီကိုအားပြည့်တဲ့အခါမှာကြားဘူးတယ်နော် ဲ့ဒီတော့အဲ့ဒီအမေရိကန်တယောက်ကသူကတရားကိုအမြဲတမ်းအထုတ်တာဘူးအားထုတ်တော့သူတရားထိုင်ပြီးတိုင်းပဲသူခန္ဓာကိုယ်နဲ့စိတ်ဓာတ်မှာအင်အားတွေပြန်ပြည့်လာတယ်တဲ့ဘက်ထရီကိုအားပြန်ဖြည့်လိုက်တယ်လို့ပဲနော်အတင်းလုံးလို့ဆရာရှိလို့တော့ကများနေတဲ့သူဟာဘက်ထရီကသူ့ရဲ့စွမ်းအားတွေဟာတုံးလိုက်ရလို့ကုန်သွားတယ်လို့ပဲညော့သွားတယ် ူ့ကိုပြန်ဖြည့်ဖို့လိုတယ်မကြာမကြာနေ့တာတွင်းမှာတဏှာဤမှာတစ်ခါဖြစ်စီနှစ်နာရီမှာတစ်ခါလောက်ဖြစ်စီဆိုတော့ခဏလေးဖြစ်ဖြစ်တရားကိုပြန်ပြီးနှလုံးသွင်းနိုင်မယ်ဆိုရင်ရော့သွားတဲ့အင်အားဟာနည်းနည်းတော့ပြန်ပြည့်လာမှာပဲမကြာမကြာဖြည့်တဲ့အချင်းရှိရင်ဒီနေ့တာကုံသွားပြီမဲ့အားကုံသွားတဲ့သဘောမဖြစ်ဘူးသူကသုံးရင်းနဲ့ပြန်ဖြည့်နေတာဘို့နော် တပည့်လေးတယောက်ကိုအဲ့ဒါလိုပြောပြတဲ့အခါမှာသူကလည်းအချိန်ရရတဲ့လောက်တတိယတိုင်းရတိုင်းတတိလေးကပြီးနေတာကိုတတိတာကုံသွားတဲ့အခါမှာအရင်လောက်မပင်ပန်းဘူးတဲ့စိတ်ကကြည်လင်လာတယ်အားပြည့်လာတယ်အရင်လောက်စိတ်တူတာတို့ဘာလို့မဖြစ်ဘူးဒါကိုစိတ်ဓာတ်အင်အားယူဖိမှုကိုတာစီပိတ်ပင်တယ်လို့ဖြစ်သွားတယ်စိတ်ခဏခဏတွင်အားအင်တန်ကုန်တယ်နော် ဒေါသဖြစ်ဖြစ်တောကပဲဖြစ်ဖြစ်စိုးရင်ဒါပဲဖြစ်ဖြစ်အဲ့ဒါဖြစ်နေတဲ့အချိန်မှာခန္ဓာကိုယ်မှာဟော်မုန်းတွေထွက်လာတယ်အဲ့ဒီခန္ဓာကိုယ်မှာထွက်လာတဲ့ဟော်မုန်းဟာခန္ဓာကိုယ်မှာရှိနေတဲ့အင်အားတွေကိုသုံးဖြစ်တယ်ပို့ပြီးတော့နားလည်အောင်ပြောရမယ်ဆိုရင်တော့အသေးထဲမှာတူလောင်ထားတဲ့ဂလူကို့စ်တွေကိုထုတ်သုံးတာပဲအဲ့ဒီဂလူကို့စ်တွေ ਨੇ ဟော်မုန်းပေါင်းစပ်ပြီးတော့အင်အားဆိုတာဖြစ်လာတာ အဲ့ဒီအင်အားတွေဖြစ်လာတဲ့ခါမှာခန္ဓာကိုယ်ထဲမှာရှိနေတဲ့တခြားတခြားဓာတ်တွေလည်းပဲလောင်ကျွမ်းမှုထဲမှာပါသွားတာပဲနော်ပရိုတင်းတို့ဗီတာမင်တို့တခြားဓာတ်တတုတို့ဆိုတာတွေပါသွားတာပဲအမြဲတမ်းလိုလိုစိုးရင်တော့ကဖြစ်နေတဲ့လူမကြမကြစိတ်တို့တက်တဲ့လူဆိုရင်အမြဲတမ်းလိုအားကကုန်နေတာပဲနောက်တစ်ခုကလည်းပဲအဲ့ဒီလိုတော့ကများတဲ့သူဟာခန္ဓာကိုယ်ခန္ဓာရေးစွန့်အားဟာလေညော့သွားတယ် အဲ့တော့ယောဂဖြစ်တဲ့တံကိုမခံနိုင်တော့ဘူးမောပန်းနဲ့မခံနိုင်တော့ဘူးယောဂထူပြောတယ်အဲ့လိုတရားကိုတဏှိတာတွင်းမှာနေရင်ထိုင်ရင်ပဲဖြစ်ဖြစ်သွားရင်လာရင်ပဲဖြစ်ဖြစ်စားရင်တောင်းရင်ပဲဖြစ်ဖြစ်ဒီခဏလေးဖြစ်ဖြစ်ပြန်ပြီးတော့နှလုံးသွင်းပြီးနေတယ်လို့ဆိုရင်အဲ့ဒီအချိန်လေးဟာငြိမ်းချမ်းသွားတာပဲငြိမ်းချမ်းသွားရင်ခန္ဓာကိုယ်မှာထွက်နေတဲ့ဟော်မုန်းဓာတ်တွေလည်းညော့ပါသွားလိမ့်မယ်အခုခေတ် လူတွေရဲ့သွေးထဲမှာရှိနေတဲ့ adrenaline လို့ခေါ်တဲ့ဟော်မုန်းဓာတ်ပမာဏကိုသူတို့အမေရိကန်မှာသွေးတွေဖောက်ပြီးဓာတ်ခွဲကမှစမ်းသပ်ကြည့်တဲ့အခါလူတော်များမှာရှိတင်တာထက်ပိုပြီးတော့ရှိနေတာတွေ့ရတယ်တဲ့အဲ့ဒီ adrenaline ဆိုတဲ့ဟော်မုန်းဓာတ်ကို stress hormone လို့ခေါ်တယ်ပြန်ပန်းစေတတ်တဲ့သဘောရှိတယ်အဲ့တော့ခေတ်ကသူတို့စကားနဲ့အင်္ဂလိပ်လိုပြောရင် age of anxiety လို့ခေါ်မှတ်ခဲ့ဖြစ်နေပြီနော်ဒီစကားလုံးဟာအနောက်နိုင်ငံမှာတော့သုံးနေကြပါတောကများတဲ့ခေတ်ဘာမှမသိစိတ်မအေးစိတ်ပူနေရတဲ့ခေတ်ဘာအတွက်ပူနေမှလဲတခါလေးမပြောနိုင်ဘူးဘာလို့လဲဆိုရင်မထင်တာတွေကအများကြီးဖြစ်ခဲ့ပြီကိုကိုမထင်တာတွေအပြောင်းလဲတွေကအများကြီးဖြစ်ခဲ့ပြီအဲ့ဒီတော့နောက်ထပ်ရော မထင်တာတွေ ဘာလို့ဖြစ်အောင်မလဲဆိုတာဘယ်သူမှမမှန်းနိုင်ဘူးလူတွေရဲ့စိတ်ထဲမှာအနာဂတ်ကိုနည်းနည်းလေးမှ ကြိုတင်မှန်းဆပြီးတော့မပြောနိုင်တဲ့အတွက်စိုးရိမ်မှုကအင်တာများတယ်ဒါကိုတချို့လူတွေကမထူပါဘူးလေဆိုပြီးဇက်မျောပြီးနေကြတာဖြစ်တယ်လို့နေတော့မယ်ဆိုပြီးတော့မင်းမင်းလျော့လျော့ပဲနေတော့တာအဲ့တော့အသိဉာဏ်ရှိတဲ့သူဆိုရင်တော့ကိုယ့်ဘဝကိုဇက်မျောပြီးမနေဘဲနဲ့ ဒီတောကတွေတက်တာအောင်ဆိုပြီးတော့အချိန်ရရင်ရသလောက်တရားကိုတတိလေးကပြီးနေဖို့ရမှာကြာခဏပြောလို့ရှိတယ်ဘဝနဲ့ဘာဝနာတွဲမိဖို့လိုတယ်လို့ဘဝတခြားဘာဝနာတခြားမဖြစ်ပါစေနဲ့လို့ဘုရားဟောခဲ့တဲ့တရားတော်တွေကိုတတိချကြစည်စည်ဆက်ဆက်ဖတ်ရှုပြီးတော့မြတ်စွာဘုရားရဲ့စေတနာမြတ်တော်မြတ်စွာဘုရားရဲ့ရည်ချက်ကိုကြည့်မယ်ဆိုရင် မနဲ့နိုးလာတဲ့အချိန်ကစားပြီးညအိပ်ပျော်သွားတဲ့အချိန်ထိတတိလက်လို့မနေဖို့ရာဒါကိုအထက်ထက်ခါကမှားတယ်ဆိုတာတွေ့ရတယ်နော်အကျဉ်းဆုံးအဖြစ်ဘုရားရဲ့ဟောကြားတဲ့တရားတော်တွေကိုကြည့်ရင်အပမဒေနတမ္မာဒိဌာဆိုတဲ့ဩဝါဒကိုတွေ့ရတယ်နော်အကျယ်ကြည့်မယ်ဆိုရင်တတိပဌာနာတို့တတို့လုံးပဲထိုင်းနေတုံးရနေတုံးတွားနေတုံး ိနေတုံးတတိကပ်ပြီးတော့နေပါတဲ့သွားတုံးရက်တုံးစားတုံးခဏမှဖြစ်စေဖြစ်နေတာတစ်ခုခုကိုကြည်ပြီးသိပြီးနေပါတဲ့စကားပြောတုံးစစ်စစ်နေတုံးအဲ့ဒီဖြစ်နေတုံးမှာအဲ့ဒီအချိန်မှာသိပြီးတော့နေပါတဲ့ဒီလောက်တင်မကဘူးနော်ဘယ်လောက်တောင်စဉ်းစားတယ်လဲဆိုရင်အပေါ့အလေသွားတုံးတောင်မှတတိလလုံမနေဘဲနဲ့ တတိလေးနဲ့နေပါတိနေပါအဲ့ဒီတော့အပေါလေးသွားတဲ့ချိန်5မိနစ်ကြာတယ်ဆိုပါတော့အဲ့ဒီ5မိနစ်ကြာတဲ့ချိန်ကိုတံမိုးရှိရှိသုံးလိုက်ရင်ကိုရလိုက်တဲ့အချိန်လို့ဆိုရမယ်နော်တံမိုးရှိရှိမသုံးလိုက်ရင်အလကားဆုံးရှုံးသွားတဲ့ချိန်ပဲပျောက်သွားတဲ့ချိန်ပဲပျောက်ဆုံးသွားတဲ့ချိန်လို့ဆိုရမယ်ဒါကြောင့်တတိနှစ်နေလိုက်ရင် ကိုရတဲ့အချိန်တတိနဲ့မနေတဲ့အချိန်ဟာဆုံးရှုံးသွားတဲ့အချိန်မရလိုက်တဲ့အချိန်ပဲ။